ကျွန်မဒီမှာဘလို့စိတ်ဆန္ဒဖြစ်လဲဆိုကျွန်မယောက်ျားတစ်ယောက်နဲ့နေချင်းတို့စိတ်ဆန္ဒဖြစ်လာစိတ်ဆန္ဒဖြစ်လာနေခင်းတစ်ချက်ပုံမှန်တော့နေတိုင်းနေတိုင်းနေခင်းတစ်ချက်ဆိုတာအဲ့ဒါကျွန်မရဲ့စိတ်ကြွနေတဲ့အချိန်ကြွလာပြီဆိုသူကလေဘိုင်ဘာတွေကနေပတ်ခနဲ့ဆိုသူ့ပုံကြီးကိုပို့ပို့ရတယ်ကျွန်မအုံအောင်လည်းသိရင်ဒီကောင်ဒီလူကတော့ငါ့ကိုလုံနေပြီငါဒီကိစ္စကိုဖွင့်ချရင်သူသူကျမကိုသူကျမသူမရမဖြစ်ဘူးလေမဖြစ်တဲ့ခါကျတော့ तू जमा ဖွင့်ရင် तू ပေါ်တော့မယ်လေပေါ်တော့ तू जमा ကိုလုတ်ပါတာ အားလုံးပဲမင်္ဂလာပါတင်ငင်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျဒီကနေ့တင်ငင်ချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့အမားတယောက်ကပေါ့နော်သူဘေးရင်သွားဟောတဲ့အခါမှာသူဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ကလေးကိုပြန်လည်မျှဝေထားတယ်ဗျအဲ့ဒီအကြောင်းကိုနောက်လူတွေလည်းဆင်ခြင်နိုင်အောင်လို့သူကပြန်လည်ပြီးတော့ share တွင်လုပ်ပေးထားတယ်နာမည်ကြီးပီတင်စာတယောက်ကသူ့စီမှာလာဟောတဲ့မိန်းကလေးတွေဆိုရင်အောက်လန်းနဲ့တိုက်ပြီးတော့ပေါ့နော်သူနဲ့မော်စကိုဒူးအောင်လို့ပညာတွေနဲ့လောက်တာတယ်ဗျတကယ်ကိုကြောက်ဖို့ကောင်းတယ်ကဲတကယ်ချင်းတို့လည်းဘ ഹു သူရာရတဲ့အနေနဲ့အတူတူလိုက်ကြည့်ခဲ့အောင်ဗျာနော် ဟယ်လိုမင်္ဂလာပါဘဟုတုတ္တရာအောင်ပြောပြမယ်နော်နောက်လူတွေလည်းလူငယ်တွေလည်းဘုတုတ္တရာရတာပေါ့ဘေးရင်ဆရာတရားအကြောင်းအရန်နာမည်ကြီးတယ်ဒါပေမဲ့လူတွေကတော့သူ့ကိုအခုဆရာဆရာနဲ့အရန်ယုံရန်ယုံနေတယ်ပေါ့နော်တချို့အမှန်တရားတွေရလေးပြောပြလို့မရဘူးဘာဖြစ်လို့လဲသိလားလူတွေကအရန်ယုံကြည်မှုအားကောင်းနေတဲ့ခါကျကျမတို့ကဖန်ထောက်ပြရင်ကျမတို့ကိုဝိုင်းမိအစဲခံရမယ်ဒါပေမဲ့အမှန်တရားကကျမတို့သိနေတယ် မဆုံးဆုံးနီလာတိပြောတာတွေကအဲ့ဒါအမှန်တရားတွေကျမကိုမစိမ့်နဲ့ကျမတိနေလို့ပဲကျမဘေးဘေးရဆရာတယောက်အကြောင်းပြောပြမယ်နာမည်ကြီးအခုလဲနာမည်ကြီးဆရာဆရာဆရာနဲ့ကျမသူ့ပို့တွေတွေ့နေစိတ်ချမ်းမာတော့လူလိန်လူလိန်လူလိန်အဲ့လိုပဲခေါ်နေတယ်အဲ့နဲ့ကျမပြောမယ်အဲ့ဘေးရဆရာကျမကိုကြိုက်ကွာကြိုက်တဲ့ခါကျ तू က तू ဘေးရင်ကောင်ကျမကိုခေါ်တယ်ခေါ်တဲ့ခါကျတော့ကျမຫນွေတွေကခေါ်တာမိုးထီကျမမရောက်ဘူးမရောက်တဲ့ခါကျတော့ ဘလို့ဖြစ်လဲဆိုတညအိမ်မက်မက်တယ်အိမ်မက်ထဲမှာသူယောဂီအပေါ်အောက်အညိုဝမ်းဆက်ကြီးနဲ့လာလာတာအဲ့ဒါနေကျမလာတော့အိမ်မက်မက်တော့ဒါခါအိမ်မက်ထဲမှာဘာလဲမသိဘောငါဒီဆရာကိုမတ်တယ်ပေါ့နော်အဲ့ဒါနေကျမဒီဆရာကျမကိုခေါ်ရတာလေကျမညီမတော်ဝင်ဝင်ပြောပြထားဟဲ့ဘေဒင်ဆရာငါ့ကိုသူ့ဘေဒင်ငန်းကိုခေါ်နေဆိုကျမညီမအမတွေကပြောတယ်ညီမတော်ဝင်ဝင်တွေကအခင်နဲ့မတော်ဘူးတဲ့ဘေဒင်ဆရာတွေခေါ်ရင်းနဲ့အဲ့လိုပြောတယ်ပြအဲ့ဒါနေကျမက တဘင်းဆရာတိုင်းကိုစော်ဘင်းဆရာတိုင်းကိုစော်ကားနာမုံတော့မဟုတ်ဘူးเนาะကျမကိုတွေ့ကိုတွေ့ကိုတွေ့မှာကိုတွေ့စစ်စစ်အဲ့ဒါနဲ့အိမ်မမတော်ရှိရင်ကျမလေးအင်းဘောဒီဆရာဘောအိမ်မမတယ်ဘောနောက်နေ့ခွေးသာတော့ကြည့်တော့အဲ့ဆရာနဲ့တွေ့ရောလမ်းမှာသူကသူဖုန်းနံပါတ်တောင်းကျမဖုန်းနံပါတ်ကိုသူတောင်းလာကျမပေးခဲ့တယ်ကျမလာမင်းနေ့တိုင်းပြောမယ်ပေါ့နော်ဆရာဖုန်းနံပါတ်လေကျမပေးဆိုပြီးတော့အဲ့ဆရာကြည်နေကြည်နေမှသူလည်းတရှိထင်သာရရှိသေးတယ်နာမည်ကြီးပဲအဲ့တော့ ကျွန်မအဲ့ဒါနဲ့နောက်လာကုန်ပြီ၃ရက်နေလာမသိဘူးကျွန်မပွားလာတော့လဲတော့မနက်7:00နာရီတူရင်းလိုရှင်းကိုပြောပြမယ်နော်မနက်7:00နာရီတော့ကျွန်မတိုကီနာမမစောင့်ခြင်းမစောင့်ခြင်းတဲ့အခါကျတော့ကျွန်မကိုကျွန်မပြောတယ်ကျွန်မဆရာကျွန်မတိုကီနာမမစောင့်ခြင်းကိုကျွန်မဖုံးဆက်ပြီးပြောတယ်ရတယ်တဲ့ခွေးစာကျူးတဲ့ကောင်မလေးလို့ပြောပြီးဝင်လာခဲ့လीဆိုကိုကြကျွန်မခွေးစာကျူးတဲ့ကျူးတဲ့ကောင်မလေးလာတယ်လို့ပဲပြောကြတော့ရှင်ပြောပြီးကျွန်မအထဲဝင်ထဲဝင်တော့ကြတာအခါကျဘီရင်ခန့်ဒီလိုဝင်သွားတယ်နော် တခန့်ကိုထပ်ဖြတ်ကြတယ်အထဲထဲမှာအဲကိုနဲ့အထဲထဲမှာဘာဖြစ်နေလဲအပြင်ကမမြင်အောင်အဲ့လိုပုံစံမျိုးလုပ်ထားအဲ့နည်းဝင်လို့တော့ကျွန်မဗီဒီယိုမေးတယ်မေးပြီးတော့ကျွန်မပြန်ထွက်ပါပေါ့နော်ပြန်ထွက်မှ तू ကဘာပြောလဲဆိုတော့မပြန်နေဘူးနဲ့သူ့ရှေ့ကိုလာထိုင်နေကျွန်မပြောပြမယ်အဲ့နဲ့သူရှိလာထိုင်ဆိုတော့ကျမဥကြောင်ညောင်နဲ့ပေါ့သူရှိမှကျမဒူးလေးထောက်ပြီးတော့သူကဘာလဲပြီးတော့ကျမကိုမျက်မှန်ချိုးတယ်မျက်မှန်ချိုးဆိုတော့လေကျမကဥကြောင်ညောင်နဲ့ပေါ့ရှိမျက်မှန်ချိုးလိုက်တာပေါ့မျက်မှန်ချိုးပြီးတော့ ဲ့ဒါနဲ့သူ့ရှေ့မှာကျမပစ်စ်လေးတုတ်ပြီး तू ကကျမလက်နှစ်ဖက်ကိုယူပြီးတော့မန်းမှုတ်လိုက်တယ်ဘာလို့မန်းမှုတ်လိုက်လဲတော့မသိဘူးလက်နှစ်ဖက်စလုံးတော့ပူဆင်းသွားတယ်ပူဆင်းသွားပြီးနောက်ပြီးတော့ तू ကဘာလုပ်လဲဆိုကျမနှာခမ်းကိုဆေးမဲတွေနဲ့တိုးတယ်ပတင်းတွေကဆေးမဲတွေနဲ့တိုးတယ်ဆေးမဲတွေနဲ့တိုးပြီးဘာလုပ်လဲဆေးမဲတွေနဲ့တိုးပြီးဘာလုပ်လဲဆိုတော့ရှင် तू ကကျမအဒီလိုဒူးထောက်ပြီးထိုင်နေတာကိုထိုင်နေတာကို तू ကကျမမျက်နှာကိုဆွဲယူသွားတယ်ဆွဲယူပြီးတော့ ူနှစ်ဖူးနဲ့ကျမနှစ်ဖူးကိုတိုက်တယ်သူနှစ်ခေါင်းနဲ့ကျမနှစ်ခေါင်းကိုတိုက်တယ်တိုက်ပြီးတော့ရွတ်တာရွတ်တာရှမ်းလို့ရွတ်တာဟိုဒင်းမဟုတ်ဘူးဒီဖះစာမဟုတ်ဘူးရှမ်းပါတာဒီ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 နဲ့ရွတ်တာရွတ်ပြီးတော့ဘာလုပ်လဲဆိုတဖြည်းဖြည်းသူနှစ်ဖူးနဲ့တိုက်တယ်ကျမနှစ်ခေါင်းနဲ့တိုက်တဖြည်းဖြည်းသူကျမနှစ်ခေါင်းသူသူနှစ်ဗဇက်နဲ့စုပ်တယ်ဆုံးတဲ့ခါကျပထမလူကကြက်သေးသေးသွားတာပေါ့နော်။သူသေးဘာလေးပေါ့ဘေးရင်စရာငါ့ကိုဘာလုပ်တာလဲပေါ့နော်။သေသွားပြီနောက်ကျတော့ဘာဖြစ်လဲတမိနှောက်လောက်ငြင်ကြပေါ့လားလူက။ ညင်လေးကြတော့တော့ကြာကျွန်မကြောင်တောင်ဖြစ်သွားတာနော်အသိခွင်မှာဒိန်းဆိုပြီးတော့ဟာငါငါဘာတိလာကျူတော့မင်းငါတိရစ္ဆာန်ကြီးကျူးနေတာအလကားငါဒီပထန်ချန်ကြီးညွတ်နေတာအလကားဒီဒီဟာကငါငါဘာတိလာလုံမရမှာပေါ့နော်ဒီ ခွေးစာလှူတာတွေဒီပဋ္ဌာန်းကျင်းရွတ်တာတွေကကျွန်မအဲ့အချိန်မှာငါဒီအချိန်မျိုးငါဘလို့ယုံထွက်ကားမလဲခေါင်းထဲကနေဒိန်းဆိုကျွန်မအမကျွန်မအဲ့မတိုင်ခင်နေကျွန်မဘာရွတ်လဲဆိုဟိုဒီဖျားကုံတော်တွေအရဟံတမန်သမုဒ္ဒဝိဇ္ဇာဇေယနာတမန်တော်အဲ့ဒါတွေကဒလစီရွတ်တာအဲ့အချိန်မှာကျွန်မခေါင်းထဲမှာဖျားစာပဲရှိတော့အရဟံတမန်သမုဒ္ဒဝိဇ္ဇာဇေယနာတမန်တော်သူကတော့ကျွန်မနှာခမ်းကို သူနှခမ်းနဲ့စုံတာကျမမခံစားနိုင်ဘူးဒီမှာဖះစာစုံနေတာဒီကစိုးနေနေကျမကဘလို့လုတ်ကမလို့ကျမမျက်နှာကိုပိုးချတာရှိသူကျမကိုနန်းနေတော်တော်မိုင်ရိုင်းနဲ့ဗေဒင်စရာနော်ကဲတရကြည်နေတဲ့ညီမအမတွေနော်ဒီလိုမျိုးကိစ္စတွေနဲ့ကြုံလာရင်ဒါဘ ഹു သူရာရအောင်လို့တင်ဆက်ပေးလိုက်ခြင်းဖြစ်တယ်နော်ကဲပါဆက်ဖြစ်မလဲဆက်ကြည့်ကြတော့ဗောဗျာနော်ရင်တော့ခုံစရာကြီးဗျကျမကိုနန်းနေကျမမျက်နှာလွှဲချလွှဲချလိုက်တဲ့အခါကျသူကဘာပြောလဲဆိုတော့ ကျမောက်ပြန်ထိုင်နဲ့ပြန်ထိုင်ပြီးဘာပြောခိုင်းလဲသူသူ့လက်နှစ်ဖက်နဲ့သူ့လက်နှစ်ဖက်နဲ့ကျမလက်ဖက်နှစ်ဖက်ကိုတတ်ချာရောဟိုပီယာကြောတွေပွင့်နေဟိုကြောတွေပွင့်နေဒီကြောတွေပွင့်နေလို့ကြောတွေဖွင့်နေတယ်ရှင်ဒါပေမဲ့ကျမကအကြောမှာပွင့်မလာဘူးပွင့်မလာတဲ့အခါကျတော့သူကဘာလို့သူ့ကိုယ်ကပြန်ဖတ်ထားပါအောင်နဲ့အင်းကျမရောငါဒီဘီရင်ငန်းနေရမြင်မြန်ထွားပြီးရောနော်ပြီးပြီးရောဆိုဖတ်ပြီးတယ်ဖတ်ဖတ်ပြီးကျမဘာပြောလဲဆိုတော့ခလေးကျမသားအကြောင်းသွားကြည့်တော့မပြန်မဲဆိုကျမအိမ်ပြန်ချ အိမ်မန်ချလာလမ်းကြတော့ကိုကလည်းပထမဒီလိုမျိုးတစ်ခါမှလည်းမကြုံဘူးတော့ကျမလေးကျမအမကြီးမကြီးအခိုင်ကိုဖုံးနှဆက်တာပေါ့နော်မကြီးအခိုင်ဒီလိုဒီလိုပဲဗေးရစီရတော့ကျမနန်းထုတ်လိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ပြောပြောအဲ့လိုအလိုပဲဆိုဟဲ့တဲ့အောင်ငိုစီရကျမအင်ကြောက်တော့လေအမီတို့ကိုပြောပြတာပေါ့နော်မီရောတမီးရဲ့ဒါတဲ့သူစေတနာအတိုင်းပဲဗောနောယောက်ျားဟုတ်လေတခါတည်းတင်းမောပေါ်မှာယောက်ျားကျမဖုန်းနဲ့လန်တိုင်းနေယောက်ျားရဲ့လို့ငါဗီဒီယိုတော့မိတာဗီဒီယိုစီကကျမငါ့ကိုနန်းထုတ်လိုက်တယ်သိလား တော်သေးတာပေါ့ကျမမြူသားဒီစိတ်ဘောဓာပြည့်တဲ့မြူသားဖြစ်နေလို့ပေါ့နော်အဲ့ဒါနဲ့ तू ကနောက်ရကျတော့ဘိုင်ဘာကနေခေါ်တာ तू ကကျမဖုန်းနံပါတ်ကိုသိသူစီလာသူစီလာဆိုတော့ကျမပြောရည်တယ်လေသူစီလာခဲ့ဆိုတော့ကျမပြောတယ်ကျမလို့ဆရာလို့ကျမတခါပဲအလိန်ခံမယ်လို့နှစ်ခါအလိန်မခံဘူးလို့ပထမတစ်ခါ तू ဒီဘေဒင်သွားပြန်ရကျမကိုနန်းထုတ်လေဒီဒုတိယတစ်ခါ तू ဘေဒင်ကန်းကိုကျမသွားတော့ကျမဘာဖြစ်သွားမလို့စဉ်းစားကြည့်လေအဲ့ဒါနဲ့ကျမမသွားဘူးပေါ့ရှင်အဲ့ဒီ point ဘာဖြစ်မလဲ ကျမကျမအဲ့ဘေးဒင်းဆရာမညာဖြစ်တော့မှာလေအဲ့တော့ကျမဘာကိစ္စသွားမှာလို့သူကျမကိုဘေးဒင်းဟောမယ်ဆိုရင် तू ကျမကိုညာပြီးနှမ်းသွားတာလေဟုတ်တယ်မလားအဲ့တော့ကျမဘာကိစ္စသွားမှာလို့မသွားဘူးရှင်မသွားတော့ဘာဖြစ်တယ်သူ तू လိန်နာကြီးမပေါ်ဘူးလားပေါ်တဲ့ခါကျတော့ तू ကကျမကိုလုတ်သွားတာအဲ့ဘေးဒင်းဆရာဘလူးဆောင်ဘလူးဆောင်ကဘလူးတိတယ်ဆိုတော့ကျမဒီနေရင်တချက်ဆိုရင် तू လုတ်နေပြီကျမကိုကျမဒီမှာဘလူးစိတ်ဆန္ဒဖြစ်လဲဆိုတော့ကျမယောက်ျားတစ်ယောက်နဲ့နေခြင်းလို့စိတ်ဆန္ဒဖြစ်တာလား စိတ်ဆန္ဒဖြစ်လိုက်နှိခင်းတစ်ချက်ပုံမှန်တော့နှိတိုင်းနှိတိုင်းနှိခင်းတစ်ချက်ဆိုတာအဲ့ဒါကျမရဲ့စိတ်ကြွနေတဲ့အချိန်ကြွလာပြီဆိုသူကလေဘိုင်ဘာတွေကနေပတ်ခနဲ့ဆိုသူ့ပုံကြီးကိုပို့ပို့ရတယ်ကျမအုံအောင်လည်းသိတယ်ဒီကောင်ဒီလူကတော့ငါ့ကိုလုံနေပြီငါဒီကိစ္စကိုဖွင့်ချရင်သူသူကျမကိုသူကျမသူမရမဖြစ်ဘူးလေမဖြစ်တဲ့ခါကျတော့သူကျမဖွင့်ရင်သူပေါ်တော့မယ်လေပေါ်တော့သူကျမကိုလုတ်သွားတာလုတ်တော့အဲ့လိုဖြစ်လာတဲ့ခါကျမဖောက်နေဆိုပထမချင်းအရန်စွမ်းတော့ဖျားစီရှိပြီလား ခါတည်းစိတ်ကြီးတွေပူစော်လာပူစော်ပြီးပထန်းချင်းထန်ရော့ထန်ရုတ်တဲ့အခါကျတော့ဒီတဏှာစိတ်ကကြွမဲ့နေရမှာပထန်းချင်းကြီးကိုဖះစာဝင်သွားတဲ့အတွက်တဏှာစိတ်မလာမလာနေတိုင်းအဲ့လိုပဲတစ်ချက်ဆိုကျမသိပြီဖះစင်ရှိကျမရောက်နေပြီပထန်းချင်းပူစော်နေကျမဒီကပထန်းချင်းနဲ့ပြန်တိုက်အဲ့ဒါနဲ့ကျမကျမဘာဘာဖြစ်လို့ဆိုကျမဆရာတော်စီပြီးလာဆရာတော်စီပြီးတော့ဆရာတော်ရှိအောင်မပေါ်တာပဲသမီးကိုတဲ့သူကသမီးကိုကြိုက်တယ်ကြိုက်တဲ့အခါကျတော့ဘာနဲ့လှုပ်လိုက်တယ်ဆိုရှမ်းနဲ့ပီးရနဲ့ရှမ်းနဲ့ အောက်လန်းရှမ်းပညာနဲ့ပီယာစင်းနဲ့ပေါင်းပြီးတော့တိုက်ထလို့ရတာသူမျိုးအဲ့တော့တစ်ချက်ပေါ့နော်ဒီဒကမာကြီးကဆရာတော်ကပြောတယ်ဒကမာကြီးတတိအရန်ကောင်းတယ်တကမာကြီးမှစောင့်နေတဲ့အဆောင်အရန်ကောင်းတယ်ဒီခွေးကကြွေးတဲ့ကုစုတွေရတယ်လိုက်နေတယ်ပေါ့နော်အဲ့တော့ကြည်ကြည်မမဘာမှမဖြစ်သွားတာအဲ့တော့ तू ကကျမကိုလှုပ်တတ်တယ်ကျမကတစ်ချက်ကတစ်ဖက်က तू လှုပ်နေတဲ့အချိန်မှာကျမထန်ချင်းကတစ်ဖက်ကရမ်းရွတ်အဲ့တော့ तू ကျမကိုတစ်ချက် နေခင်းတစ်ချက်တိုက်ပြီးဆိုကျမလည်းဖျားစင်ရှိရောက်သွားပြီနောက်ကြဘာဖြစ်လာသည်ဆရာတော်ကလေအဲ့မှာဒီရှမ်းပညာကျမတို့အောက်လန်းထဲမှာရှမ်းအမြင့်ဆုံးလို့ပြောတယ်ဒါပေမဲ့ तू ကျမကိုမနိုင်မနိုင်တဲ့ခါကျပါဘာဖြစ်လာလဲဆိုအဲ့ဒါလေ तू မတိုးဆရာတော်ကတခါလေးရေမန်းနေပါလေတတ်ချဒီ तू သူကဒီဆေးနှခမ်းမှာဆေးမဲတုတ်လိုက်တာဒီပီရာဈေးကကျမကိုယ်ကဝင်ပြီပြန်ချီရပြီလေဆရာတော်ကကျမကိုရေမန်းနေပါလေတိုက်နောက်ကြဘာဖြစ်လို့တစ်ဖက်လောက်ဖျားဖျားတာမှလေလူလေချောင်းဟတ်လိုက်တာနဲ့ပွေးပြီပါပါ ဆရာတော်ဆရာတော်လဲကူလဲကျမပဋ္ဌာန်းကျမ်းကြီးမြေရွတ်တယ်ဒါသူကတော့ကျမကိုအောက်လန်းနဲ့တိုက်ပြီးတတ်တာကျမမသေးတာပေါ့နော်အဲ့ဒါကျမအားလုံးကိုဘဟုတုတရာရအောင်လာပြောပြလာအဲ့တော့ဘီရင်ဆရာကြီးဒိုင်းကိုလည်းမယုံမှန်းနဲ့ဘီရင်ဆရာတိုင်းကိုပြောတာမဟုတ်ဘူးပေါ့နော်တချို့ဘီရင်ဆရာကြီးအပြူလေးတွေတတိထားပါဒါကျမကတော့ကိုတို့ပေါ့နော်ဘီရင်ဆရာနန်းတော်မူခမ်းပေါ့ကိုတို့ဖြစ်ရလေး ကဲကြည်ုံတော့တကယ်ကိုကြောက်ဖို့ကောင်းတာနော်ဒါဒီအမကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်တွေပြနော်တကယ်ချင်းလို့လည်းဘုသူရရောင်းလို့ပြန်လည်မျှဝေထားခြင်းဖြစ်တယ်ဗျနော်တချို့ပေတင်ဆရာတွေကသူတို့အောင်မြင်လာရင်ဒီအောက်လန်းတွေဘာတွေပါလာတတ်ကြတယ်ဗျနော်အလုံးပဲအထူးဂရုစိုက်ကြပါဗျနော်မျိုးသမီးတွေကျမတို့ပေတင်ဆရာเจ้าတွေအခုရင်လာဖွင့်ကြတယ်ပေါ့နော်ကျမမှားခြင်းနဲ့ပါမန်ထနာမည်ကြီးသွားပြီဆိုရင်ဘေရင်ခန်းရှိမှလူတွေများသွားပြီဆိုရင်သူတို့ ရိုးရိုးပြင်းစရာမဟုတ်တော့အောက်လန်းနေပါတယ်။ကျမတွေ့ရတဲ့ဘင်းစရာကတော့ကျမဆရာတော်ပြောတာတော့ဘလူးဆောင်တာတဲ့သူ့မှာအဆောင်ရှိတယ်။ကျမဘေးမှာလိုက်စုံစမ်းကြည့်တယ်ဟုတ်တယ်။ तू तू ကပါမန်ထက်ကိုစွန်းနေတယ်။အဲ့တော့ तू ကအောက်လန်းပညာကို तू တုံးထားတယ်။ तू ကျမကိုလှုပ်တတ်တယ်။ဒီကညာဘက်ဆိုရင်ကျမက तू ကျမကိုလှုပ်တတ်နေတဲ့အချိန်မှာညာဘက်ဆိုကျမဘလူးခဏခဏစီးသလိုဖြစ်တယ်။စီးသလိုဖြစ်တဲ့အချိန်မှာကြည့်လိုက်ရင်ခြေနောက်ဘေးမှာသပင်းနီး နေကျင်ကျင်နဲ့မြေထောင်နီနဲ့လူကြီးတယောက်ရောက်ရောက်နေတယ်ပေါ့နော်ကျမအဲ့ဒါဖះစာရုပ်ပြီးတော့ကုန်းကုန်းမိထားနောက်ပထန်းချိုင်းနဲ့ပြန်တိုက်တယ်အဲ့တော့မိရင်ဆရာတိုင်းကိုလည်းမယုံပါနဲ့တချို့ကျမတို့အထက်အထက်ဒီလိုအထက်ခိုင်းရသွားတဲ့ဗီရင်ဆရာတွေရှိသလိုနာမည်ကြီးကျင်စောနော်အဓိကအကြောင်းရင်းကဘာလဲငွေအဲ့ငွေရကျင်စောနဲ့အာကြီးပြီးတော့ဒီအောက်လန်းက ွားတဲ့ဘီရင်ဆရာတွေလည်းရှိတယ်။အဲ့တော့ကျမတွေ့ရတဲ့ဘီရင်ဆရာတော့အောက်လန်းဆရာ။ဒါပေမဲ့မထင်အောင်တော့လုံးဝအောက်လန်းဘလူးကြီးသူ့မျက်လုံးကြည့်မျက်လုံးကြီးကနီးခေါင်းတော့အဲ့မျက်လုံးကိုစိုက်ကြည့်ကြည့်နေလူတယောက်ရဲ့ကျမကပြောမယ်လူတယောက်ရဲ့စိတ်ကဖြူစေမှုရှိမရှိသူ့မျက်လုံးအကဲခတ်မိစာမျက်လုံးနဲ့အခုကျမစီကိုညီမကြီးအမကြီးလာရင်ဖွင့်နေပြီးဘီရင်ဆရာအကြောင်းနဲ့အဲ့တော့ ကျွန်မပြောမယ်ကောင်းတဲ့ဘီရင်ဆရာတွေလည်းရှိတယ်အဲ့တော့မကောင်းတဲ့ဘီဒီဆရာကြီးတက်ရှိရဲကို့ပါကိုချင့်ချိန်ပြီးတော့ယုံကြပါတော့ကျွန်မတွေ့ခဲ့တာကတော့အောက်လန်းဟိုဘလူးစောင်းတဲ့လူကြီးကိုတွေ့ခဲ့တာပေါ့ရှင်။ကေဗီဒီယိုလေးကတော့ဒါတော့ပါဗျာနော်တငယ်ချင်းတို့ဒီဗီဒီယိုလေးကတငယ်ချင်းတို့လည်းဘဝတူတာတခုခုအသိပညာတခုခုရရလိမ့်မယ်လို့ထင်နေဗျာနော်။အများဆုံးကနော်အမိန်ကလေးတွေကဘီဒီယိုကိုယုံကြတာများတယ်ဗျာနော်။ ဘေဒင်ဆရာတွေကဒီအမှားပြောသွားတယ်လို့ပဲเนาะနမဲကြီးကျင်စောနဲ့အောက်လန်းနေပါတွေပါတုံးပြီးတော့ဒီငွေကိုမရရအောင် လုပ်တယ်ပြီးရင် main ကလေးတွေရဲ့ဒီကာမတဏှာကိုရယူကြတယ်ပေါ့เนาะအားကြောင့်မလို့အားလုံးအထူးပဲဂယုစိုက်ကြပါဗျာเนาะဘေဒင်ဆရာတိုင်းမဟုတ်တယ်လို့ဘေဒင်ဆရာတိုင်းလည်းဒီလိုမျိုးမလုပ်ပါဘူးဗျာเนาะကဲတကယ်ကျွန်တော်လည်းပြောချင်တဲ့အကြောင်းအရာလေးရှင်ကျွန်တော်အောက်မှာ comment လေးရေးပေးထားခဲ့ပါအောင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒါလောက်ပါဗျာเนาะနောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမှာဗျာ